မြန်မာကုန်ဆောင်တဲ့ကဘာကျော်ဖိုက်တာတူဖြစ်လာအောင်ပဲကြော်စွာဝင်းကြော်စွာဝင်းရဲ့ချိန်တွေကတော့တော်တော်လေးကိုကောင်းပါတယ်ဖေးဒက်မှာလေးတင်ပြီးတော့ပွဲထွက်လာတဲ့အချိန်ကြော်စွာဝင်းလုပြသွားတဲ့အကွက်ကြီးကတော်တော်လေးကိုလှပါတယ်ကစားမှုလိုအပ်ချက်ရှိနေသေးရဆိုရင်တော့မှအဝင်ထွက်တော်တော်ရေးတော်တော့တကယ်ကြိုက်ပါတယ်တချက်လေးမှမချိန်သလိုရိုးရမာတော့ကလက်စွမ်းမျိုးတွေကိုလည်းကြော်စွာဝင်းကပြသသွားတာပါအဲဒါမဲ့အခုထိုးရမယ့်ပွဲတွေကကေပေါစင်လက်ဒီနေဆိုတော့ကြောစွာဝင်းအနေနဲ့အဲ့ဒီလက်ဒီနေသာအခုထပ်ပို့ပြီးတော့အသားအချောင်းလေးကျင်နိုင်မယ်ဆိုရင် နောက်လာမယ့်ပွဲတွေကြရင်အများကြီးလွယ်ကူသွားနိုင်ပါတယ်။ဘလောက်ထိအောင်မှလွယ်ကူသွားနိုင်တယ်လို့ဆိုရင်လက်သီးတစ်ချက်ထင်းနဲ့အမှောက်သိမ့်လို့ရတဲ့အနေအထားမျိုးရောက်ရှိသွားမှာပါ။အဲကေပေါင်းစင်လက်ရည်တွေကတကယ်လေးချင်းတိုင်အလောက်ထိကိုထိုးဝှထွက်ပါတယ်။နောက်ပြီးတော့ဒီနေ့ပွဲမှာကြောစွာဝင်းရာတောင်နဲ့မျက်နှာအုပ်ပဲကတ်ရိုက်ပြီးတော့ပွဲသိမ်းသွားခဲ့တာပါ။ဒီတော့သူ့ရဲ့ပွဲသိမ်းတိုက်ခွက်ကလည်းအတော်လေးကိုလှတယ်။ဒါကြောင့်လည်းအခုလိုအဖက်ဖက်ကနေပြီးတော့ပြည်စုံတဲ့နိုင်ပွဲတစ်ခုကိုဖော်ဆောင်နိုင်ခဲ့တဲ့ကျော်စွာဝင်းကဒီလုံမီပွဲရဲ့ Fight of the Night Suit နဲ့တကယ်ကိုထိုက်တန်ခဲ့ပါတယ်။ လုံမဏီဘွယ်စည်းကလည်းဘွယ်ဥထွက်မှာမကြောက်မရွံ့နဲ့ကစားသွားတဲ့ကြောစွာဝင်းရဲ့ကစားပုံသဘောကျလို့အခုလိုပဲပြီးခဲ့ရလို့ထင်ပါရည်။အဲဒီကိရန်ကျတော့ဘွယ်ကသူ့ချဲကိုချဲတွေအဲ့လောက်ကြီးမြိုင်းခဲ့တာတော့မဟုတ်ပါဘူး။ကြောစွာဝင်းရပဲတစ်ဖက်သက်ကြီးဖိထိုးပြီးတော့နိုင်ရသွားခဲ့တာပါ။အဲဒါကြောင့်မလို့အခုလက်ရှိကြောစွာဝင်းရဲ့အနေအထားမြန်မာပြည်သက်တွေအတွက်တော့တကယ်ဝေါဝေါဝေါမှာပဲ။ဆင်းရောက်မှာဆိုလို့ရှိရင်တချို့မြန်မာပြည်သက်တွေကအိမ်ချိုဗလာပြပြီးတော့မှအောင်ဝဲခံခဲ့ကြတာပါ။သူတို့ကကြောစွာဝင်းကိုအများကြီးမျောလင့်ထားကြပါရည်။ အမျိုးရင်းထားတဲ့အတိုင်းလေကြောစွာဝင်းကလည်းအများကြီးဖြစ်နိုင်ခြင်းရှိပါတယ်။ဘယ်တော့ဒီအောင်ဖြစ်နိုင်ခြင်းများတယ်လဲဆိုရင်ယုံမလောက်မသိဘူး။ကဘာကျော်ဖိုင်တာဖြစ်တဲ့အထီကိုကြောစွာဝင်းကိုပြိတ္တရာခံမန်းထားကြတာပါ။ဒီတော့ရှေးဆက်မှာခုလိုပဲစီကံရှိရှိနဲ့ဆက်ပြီးတော့စူးစမ်းသွားရမှာကကြောစွာဝင်းရဲ့တာဝန်ဖြစ်ပါတယ်။နောက်ပြီး Fates Jane နဲ့ကြောစွာဝင်းကလည်းမိသားစုလိုဖြစ်နေပြီးတော့ကြောစွာဝင်းကတော့စူးစမ်းမှုတစ်ခုတည်းဟုသာအစွမ်းကုန်စိုက်ထုတ်သွားမှာဖြစ်ပါတယ်။လက်ရှိကလည်းလမ်းကြောင်းမှန်မှန်ဖြစ်နေတဲ့အတွက်အခွင့်အရေးကိုယာတော့အမိရယူထားသင့်ပါတယ်။အခွင့်အရေးဆိုတာနှခါမရပါဘူး။ ီတော့အခွင့်အရေးအရုံတိုင်းတစ်ပါးမှာအပျော်ပါးတွေထဲစ조사မှုတွေမှာသာကိုယ့်ရဲ့အချိန်တွေကိုရင်းနှီးမြှုပ်နှံသင့်ပါတယ်။နောက်ပြီးဘသူပဲအားရရမရရကျွန်တော်ကတော့ကြောစွာဝင်းရဲ့ရေးတိမှုကြည့်ပြီးတော့အတော်လေးရောအားရမိတယ်။တချို့မြန်မာဖိုက်တာတွေလိုမျိုးနေရာတစ်ကိုရောက်ရင်ကြောက်နေတာရှိန်နေရမျိုးတွေသူ့စီမှာလုံးဝမတွေ့ရပါဘူး။ဒါလည်း Fates J မှာနေနေခဲ့လို့ပဲဖြစ်ပါတယ်။ထိုင်းလူမျိုးကြီးနဲ့ရင်းနှီးတော့မြန်မာအများစုရှိန်ကြတဲ့ထိုင်းဖိုက်တာတွေကိုလည်းသူကရှိန်မနေတော့တာပါ။ ဒါကြောင့်မျော်လင့်စရာရှားပါတဲ့လူငယ်ဖိုက်တာတွေထဲမှာအခုလိုထွန်းပေါက်နိုင်ကြီးအလားအလာတွေကိုရှေ့ပြသသွားတဲ့အတွက်ကြိုးစွာဝင့်ကိုကျေးဇူးအထူးပဲတင်ရှိပါရီမျော်ဖိုက်တာတွေရဲ့နိုင်မွေးဆိုတာကမြန်မာပြည်သက်တွေအတွက်ကတော့ခွန်အားတွေပါပဲအဲ့ဒီထဲမှာကြိုးစွာဝင့်ရဲ့အောင်နိုင်မှုတွေကတော့ခွန်အားအရာဆုံးပဲဖြစ်ပါရီအဲဒါကြောင့်လေးလာပါစီးပူပါကြိုးစားပါတိမ်ပါအဲ့လိုပုံစံနဲ့သာဘောအောင်ဖျက်သန်းနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အချိန်ကားတကယ်ပဲရောက်ရှိလာပါလိမ့်မယ် ဒေါ်ဆောင်ဝင်းကလည်းအခုနိုင်မွေးနဲ့ရောင်ရဲမနေသေးပေဒီထက်ဒီထက်ပို့ပြီးတော့ကြမ်းလောင်နေစဉ်နဲ့မြအတကွန်စူးစားသွားတင်တာပဲဖြစ်ပါရီဒါမဲ့အခုလက်ရှိပထမဦးဆုံးပွဲဦးထွက်နိုင်မွေးအတွက်ကအတော်လေးကိုချီးကျူးမိပါရီအဒီတော့ဒေါ်ဆောင်ဝင်းကိုတကယ်ကောင်းလေဆိုတာထက်တကယ်ကိုပဲအားရမိပါရီ